မင်္ဂလာပါရှင်။ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဧပြီလကုန်နဲ့ဌာနဆိုင်ရာရုံးများအားလုံးဖွင့်လှစ်နိုင်ရန်စီစဉ်နေတဲ့သတင်းဖြစ်ပါတယ်။ဧပြီလကုန်ပိုင်းတွင်ရုံးများအားလုံးဖွင့်လှစ်နိုင်ပြီးရုံးလုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရေးစီစဉ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းအမျိုးသားသဘာဝပေးရန်နှင့်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌတိပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်က ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနငလင်ဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး၃မြင်းဆောင်၂025တွင်အမှားစကားပြောကြားရာမှထည့်သွင်းပြောကြားကြောင်းသိရပါသည်နိုင်ငံတကာမှရှာဖွေကယ်ဆယ်ရေးအဖွဲ့များရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးပြန်လည်ထွက်ခွာနေပြီဖြစ်ပြီးကြန့်ရှိနေတဲ့အဖွဲ့မှကုသရေးဆေးအဖွဲ့များသာကြန့်ရှိနေကြောင်းယခုလကုန်ပိုင်းတွင် ရုံးများအလုံးဖွင့်လှစ်နိုင်ပြီးရုံးလုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရေးစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။